နိုင်ငံရဲ့အကြီးဆုံး physical ဂိမ်းချမ်းကိုတည်ပြီးပြီလားမြန်မာနိုင်ငံရဲ့ developer community အတွက်အကြီးဆုံး physical ဂိမ်းချမ်းကိုရန်ကုန်မြို့မှာကျင်းပသွားတော့မှာပါဂိမ်းမေကာမြန်မာနဲ့ပြည်သူ့ရည်ကြွယ်မှုဌာနတို့ပူးပေါင်းပြီးရော Gamestone ဂိမ်းချမ်း2025ကိုနိုဝင်ဘာ10ရက်နဲ့9ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ် ဒီပွဲကမြန်မာ developer တွေရဲ့ talent တွေကို real time မှာ game ဖန်တီးနိုင်မဲ့အခွင့်အရေးဖြစ်ပေးသွားမှာပါ။နှစ်ရက်တာကြာမြင့်မဲ့ဒီ physical game ချမ်းမှာကိုယ့်ရဲ့ game idea တွေကိုတင်းစတစ်ခုအောက်ကနေတခြား developer တွေနဲ့အတူ game ဖြစ်ဖန်တီးရမှာဖြစ်ပါတယ်။ဒါက developer ရဲ့အတွက်ကိုယ့်ရဲ့ career ကိုလည်းပဲအဆင်မဲ့အပြင်စုချင်းအနေနဲ့ Gamestone Award ဒေါ်လာ600နဲ့ပြီးပဲ Choice Award ဒေါ်လာ900ထိအောင်ပြီးတော့မှာဆိုတော့လုံးဝလက်မလွတ်တဲ့အခွင့်အရေးပါပဲ ဒါဆိုပြိုင်ပွဲနဲ့ပတ်သက်ပြီးစိတ်ဝင်စားရင် Game Maker မြန်မာရဲ့ Facebook page မှာအသေးစိတ်ဝင်ကြည့်ပြီးအခုပဲ register လုပ်လိုက်ပါ GameStone Game Channel ပြိုင်ရင်ဘာတွေပြိုင်ရမလဲနိုင်ရတာပဲပြင်မရမယ်ဒါပေမဲ့ career တစ်ခုလုံးအတွက်အကျိုးမြတ်ရမယ်ဆိုရင်ဝင်ပြိုင်မလားပထမဆုံးအနေနဲ့ GameStone Award နဲ့ People's Choice Award ဆိုပြီးဆုနှဆုပေးတော့မှာပါအနိုင်ရရှိတဲ့တင်းနှစ်ဖွဲ့ကိုစုချင်းအနေနဲ့ US ဒေါ်လာ600နဲ့900အထိချိမြင့်တော့မှာပါ ဒါအပြင် IFP ကနေပေးမယ်အခွင့်အရေးကြီးကတော့2026ခုနှစ်မှာပြင်သစ် industry expert တွေဦးဆောင်မယ် specialized training program တွေရဲ့ grant funding ရှောက်ထားခွင့်ရရပါပဲ။ဒီခွင့်ရနေတာဆို global standard ထိတက်လာနိုင်မှာမလို့လုံးဝလက်မလွတ်သေးဘူးเนาะ။နောက်ဆုံးတစ်ခုကတော့ networking ပါပဲ။တိမရှိလေဒီဘွဲက real time မှာပတ်နာရှာပြီး community ကိုတိစောက်နေမှာပါဒီလိုမျိုး professional grow တွေအတွက်အခွင့်အရေးတွေကိုလက်မလို့ချင်ရင်အခုပဲဝင်ရောက်ရှင်နိုင်ဖို့စာရင်းပေးတွေ့လိုက်ပါ ကိုမာ creative idea ရေးအများကြီးရှိပေမဲ့တင်းမရှိလို့ဒါမှမဟုတ် artist programmer တွေမပြည့်စုံလို့ဂိမ်းချိုင်ပုံပြန်ဖို့ကိုချီတုံချတုံဖြစ်နေလားဂိမ်းစုံဂိမ်းချမ်း2025 physical ဂိမ်းချမ်းမှာတယောက်တည်းဖြစ်နေမှာလုံးဝမစိုးရိမ်ပါနဲ့ ဒိန်းစုံကိုကျင်းပရရွေချက်တစ်ခုက networking တိစောင်းနိုင်မှုပါပဲပြန်ပွဲအတွက်စာရင်းပေးသွင်းပြီးရင် Discord server က Find Your Thing Channel မှာကိုယ်နဲ့စိတ်တူကိုယ်တူ developer တွေ artist တွေနဲ့ designer တွေကိုအလဲတကူရှာဖွေလို့ရပါတယ်ကွန်းနေနိုမာရှေ့ရနေမနက်ပိုင်းထိလဲတင်မိတ်ရှာဖို့အချိန်ပေးထားပါသေးရဲ့ဒါကြောင့်ကိုတယောက်တည်း register လုပ်ထားမှစိုးရိမ်စရာမလိုပါဘူး developer နဲ့အတူတင်အပ်လုပ်ပြီးကိုယ့်ရဲ့ creative skill ကိုအတူတူထုတ်ဖော်လိုက်ရအောင် game development pipeline တစ်ခုကို real time မှာစမ်းသပ်ဖို့အကောင်းဆုံးအခွင့်အရေးမလို့တင်းမရှိလဲရဲရဲသာဝင်ပြိုင်လိုက်ပါ